ဘာဒါစကားဘလို့စတင်ခဲ့ရလဲလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာကဘာကြီးကအခုထက်ပိုပြီးတော်ရိုင်းဆန်ခဲ့ပါတယ်လူသားတွေဟာတဘာဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်းရှင်သန်ခဲ့ကြရပါတယ်သူတို့ဟာဘလို့ဆက်သွယ်ခဲ့ကြလဲဘာဒါစကားဆိုတာဘလို့စတင်ခဲ့တယ်လဲဒီမေခွန်းရဲ့အဖြေကိုဘသူမှတိတိကျကျမသိကြပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့ theory တွေနဲ့ရှင်းအောင်ပုံပြင်တွေကတော့အများကြီးရှိပါတယ် ကနဦးမှာတော့လူသားတွေဟာတရိษံတွေလိုပဲအတန်အမျိုးမျိုးနဲ့ဆက်သွယ်ခဲ့ကြပုံရပါတယ်။အန်ဒရယ်ရှိရင်တတိပေအော်ဟစ်တန်ဂျင်းနဲ့တဲ့အခါထွက်ပေါ်လာတဲ့အတန်မျိုးပေါ့။ဒါပေမဲ့ဒီထက်ပိုပြီးရှုပ်ထွေးတဲ့အရာတွေကိုဘယ်လိုဖော်ပြကြမလဲ။အမဲလိုက်ဖို့အစီအစဉ်ဆွဲတာအပင်တွေအကြောင်းပြောတာမျိုးပေါ့။အဲ့ဒီမှာပဲလက်ဟန်ချေဟန်တွေကအေးပါလာခဲ့ပါတယ်။အချိန်ကြာလာတဲ့အမျှလူသားတွေဟာအတူတကွပူပေါင်းလုပ်ကင်ဖို့ပိုပြီးလိုအပ်လာခဲ့ပါတယ်။အမဲလိုက်ခြင်းအစားအစာရှာဖွေခြင်း အန်ဒရယ်ကနေကာကွယ်ခြင်းစတဲ့ကိစ္စရပ်တွေမှာထိရောက်တဲ့ဆက်သွယ်ရေးဟာမရှိမဖြစ်လိုအပ်လာပါတယ်။တချို့ပညာရှင်တွေကအိုးအိုးအားအားဆိုတဲ့အတန်တွေကနေစတင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။နာကျင်မှုအံ့ဩမှုပျော်ရွှင်မှုစတဲ့စိတ်ခံစားမှုတွေကိုဖော်ပြတဲ့အတန်တွေပေါ့။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ theory တစ်ခုကတော့လူသားတွေဟာတဘာဝကအတန်တွေကိုအတူယူရင်စကလုံးတွေကိုစတင်တည်ထွင်ခဲ့တယ်ဆိုတာပါပဲ။ဥပမာခွေးအောင်တန်ကနေဟောင်ဆိုတဲ့စကလုံးဖြစ်လာတာ။ ဒါမှမဟုတ်ရေစည်းတန်ကနေစီးဆိုတဲ့အတန်ဖြစ်ပေါ်လာတာမျိုးပေါ့ဒီလိုအတူယူချင်းကနေစကလုံးအစ်စ်တွေပေါ်ပေါက်လာခဲ့ပါတယ်ပါရာစကားမျိုးစုံဘလို့ပေါ်ပေါက်လာတယ်လဲဆိုရဲမေခွန်းအတွက်ရှေ့အောင်ပုံပြင်တစ်ခုကတော့ကျန်းစာထဲကနာမည်ကြီး Tower of Babel ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီပုံပြင်ရရှေ့ရခင်ကကဘာပေါ်မှာလူတွေအားလုံးဟာစကားတစ်မျိုးတည်းကိုပဲပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်လူသားတွေဟာကိုယ့်ရဲ့ဆွမ်းအားကိုယ့်ရဲ့ဉာဏ်ပညာကိုအလွန်မင်းယုံကြည်လာခဲ့ကြပြီး ဖျားတခင်ရှိလဲကိုအားကိုကိုပြီးအရာရာကိုလှုပ်ဆောင်နိုင်တယ်။ငါတို့ဖျားဆိုတာမလိုဘူးဆိုရက်မာနစိတ်တွေပြေဝါစွာနဲ့ကြီးမားတဲ့မျောစင်ကြီးတစ်ခုကိုတိဆောက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒီပုံပြင်ထဲမှာတော့ဒီလိုလူသားတွေရဲ့မာနကြီးမှုနဲ့အာသဆန်တဲ့ရွယ်ချက်တွေကြောင့်ဖျားတခင်ကသူတို့ရဲ့ဘာသာစကားတွေကို ရောနှောပစ်လိုက်ပါတယ်။ရုပ်တရက်ဆိုသလိုပဲလူတွေဟာတယောက်စကားကိုတယောက်နားမလဲတော့ပဲဖြစ်ကုန်ကြပါတယ်။မျောစင်တိဆောက်ရေးလုပ်ငန်းကလည်းရက်ဆိုင်သွားပြီးလူတွေဟာကဘာအနှံ့ကိုပြန့်ကျဲသွားကြပါတယ်။ ဒီပုံပြင်ကတော့ဘာဒါစကားမျိုးစုံဘလို့ဖြစ်လာရတယ်လဲဆိုတဲ့အယူဆတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တိတ်ပံပညာရှင်တွေကတော့ဘာဒါစကားမျိုးစုံဖြစ်ပေါ်လာရခြင်းဟာလူသားတွေကဘာအနှံ့ပြန့်သွားတာနဲ့အမျှတူးနဲ့တူး क्वे ပြတဲ့ပတ်ဝန်းကျင်တွေယဉ်ကျေးမှုတွေမှာနေထိုင်ရင်းတဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့တာလို့ယုံကြည်ကြပါတယ်။ဘာဒါစကားဆိုတာလူသားတွေရဲ့အကြီးမားဆုံးတည်ထွင်မှုတစ်ခုပါပဲ။ဘာဒါစကားကြောင့်လူတွေဟာအသိပညာတွေကိုမျှဝေနိုင်ခဲ့တယ်။ယဉ်ကျေးမှုတွေကိုတည်ဆောက်နိုင်ခဲ့တယ်။အနာဂတ်အတွက်စီစဉ်နိုင်ခဲ့ပါတယ်။ ဘာဒါစကားဘလို့စတင်ခဲ့တယ်ဆိုတာကိုတိတိကျကျမသိနိုင်ပေမဲ့လူသားတွေရဲ့ရွယ်ချက်ညံရင်ညံသွေးနဲ့ဆက်လက်တိုးတက်လို့စိတ်တော်ဟာဘာဒါစကားတွေကိုပုံပေါ်ခဲ့ပြီးကဘာပေါ်ရှိဘာဒါစကားတိုင်းဟာသူ့ရဲ့ကိုပိုင်ထူးခြားတဲ့ခီးလန်းကိုဖျက်တမ်းခဲ့ရတယ်ဆိုတာအမှန်ပါပဲ။